ဒီဗမော်တင်အောင်ရဲ့ဒေါက်တာလန်းဝေအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆာဂျီနာသဆိုင်သူများအားလုံးချမ်းမာခွင့်တောင်းလိုက်ပါရရှင်နေရဒီဖတ်ပြခဲ့တဲ့အခါမှာတော့သူကနေလှည့်ပြီးတော့မှစေကူးတာနေတယ်နိုင်ငံမှာလည်းလိုအပ်ချက်တွေများနေတယ်အဲပြီးတော့သူ့ကို ိတ်ကူပြီးတဲ့အခါမှာပေါ့နော်ဟိုတမ်းပြီးအုတ်ထုတ်နေတဲ့သူတွေအဲ့ဒီချိန်တုန်းကအုတ်ထုတ်နေတဲ့သူတွေကမလိုလားတဲ့သူတို့တပုံလို့သတ်မှတ်ထားတဲ့သူတွေကိုစိတ်ကူပြီးတယ်ဆိုပြီးဆွဆွဲကြတယ်ပေါ့နော်ရှောင်းရင်တာဝန်ကြီးထောက်တာလမ်းဝင်ဖမ်းလိုက်တယ်ပေါ့ဖမ်းပြီးချောင်းနောင်ထားပြီးတော့ပြန်တော့လိုက်တယ်ပြန်တော့လိုက်တော့သူ့ရဲ့ကြီးတော်ကြီးကလည်းအဲသူ့ကို ကျွန်တော်တို့เนี่ยဒူလာနေပေးပါအပြန်နေပေးပေးပါတော့လှုပ်စနိုင်လဲလှုပ်ပြီးနေပြီပေါ့လေဒီဒီလိုမျိုးပြောတယ်ပေါ့เนาะဒါမဲ့လဲဒီအဆရာဝန်ကြီးอ่ะ तू อ่ะမရဘူးပေါ့เนาะ तू လှုပ်ဆရာရှိတာလုံမယ်ဆိုပြီးတော့ तू အဖန်အဖန်ခံရနေ तू အလွတ်လှစ်လိုက်တယ်လှစ်တော့ तू နယ်လက်ပြီးဆက်ပြီးစိတ်ကုနေသေးတယ်ပေါ့နော်စိတ်ကုနေပြီးသူ့ရဲ့ကြီးတော်ကြီးကလည်းသူ့ကိုပြန်လာပါတော့လို့ခေါ်တဲ့အချိန်မှာပဲอืมပြန်လာလို့မရတော့တဲ့အကြောင်းလေးဖြစ်သွားတယ်ပေါ့နော်ဒေါက်တာလွမ်းဝေဒီအကြောင်းကြားစာတခုကိုရရှိလေသည်ထိုအကြောင်းကြားစာမှာမြန်မာနိုင်ငံဈေးကောင်စီဘက်မှအကြောင်းကြားစာပင်ဖြစ်လေသည် စာပါအကြောင်းအရာများသည်ပြောင်းလဲခြင်းမရှိပေဘူလာဖက်ရှိဝကယ်စင်ကအတိုင်းညတာဖြစ်သည်ဥလန်းဝင်၌အလွန်တရာကျင်နာလှစ်တက်လေတိမ်မွေးလာသောနှလုံးသားရှိလေသည်သူသည်အလွန်တရာအမျက်ထွက်ခဲလာသောလူသားတူလည်းဖြစ်လေသည်တို့ရတွင်ထိုစာရွက်ကိုသူသည်ကြည်ကြည်ပါအောင်ပင်စောက်ကိုင်းထားလိုက်မိလေသည် တာပြီတာပြီသူဒီထိုကဲ့သို့ညီတွားရင်စောက်ကင်ထားသောစာရွက်ကိုလွှင့်ပြလိုက်လေသည်ထိုကဲ့သို့မျက်နှာမှာမြာပြက်လာအောင်စိတ်ဆိုးခြင်းကိုတစ်ချိန်တစ်ခါမှမတွေ့ကြရဘူးသော၎င်း၏တပြည့်မနော်သည်ဆောင်းဝင်ကြီးဦးလန်းဝေကိုမလန်းမကန်းမှပါဇက်အောင်သာဖြင့်ကြီးစာရွက်ကြည့်နေပေသည်ဦးလန်းဝေသည်၎င်း၏စပင်များကိုကုတ်ဖွာလိုက်သူဒီကဘာမြေတစ်ခုလုံးကိုဆုံးရှုံးလာရသူကဲ့သို့ဖြစ်နေလိမ့်မည်မဟုတ်ပါလော သူဒီငယ်စဉ်ကပင်လူသားချင်းချင်းကိုမဆိုရပြီအတတ်ရှိသောတတဝါလေးများကိုပါကျင်နာတတ်သူဖြစ်လေသည် ခလေးသူငယ်များပြစ်ခတ်လာ၍အတောင်များကျိုးကနာကျင်နေသောချက်ကလေးငှက်ကလေးများကိုပင် စီဝါထက်ပြေးခဲ့သူဖြစ်သည်။ចောင်းသားလူမမဲဘဝကလေးကသူသည်ဆံဝင်တက်ကိုအိမ်မဲမဲခရသူဖြစ်လေသည်။ဆံဝင်အတက်ပညာကိုသူသည်ပင်ပင်ပန်းပန်းနှင့်ခက်ခက်ခဲခဲတင် जा ခြင်းပြုလာခဲ့ရသူတူလည်းဖြစ်လေသည်။ ယခုခါရင်သူအလွန်တရာမျက်နှာလာတော့အလုပ်ကိုလုပ်ကင်နိုင်ခွင့်မရှိတော့ကြည်ဆောင်ဝင်ကြီးဥလန့်ဝေသည်ဝန်းနှင်းလျက်ရှိဝေသည်သူသည်ဘွားတူလူသားများ၏နာကျင်ခြင်းကိုအဘယ်သူမှကူညီခွင့်မရရှိတော့ကြည် သူသည်ဒီတိုင်းကြည်နေရပြီတော့မီသူသည်ပကားမှမင်းတုံးသို့ပြောင်းရွှေ့ရန်စီစဉ်ကို၎င်းကြားချသောရည်ဒီသားများသို့လှည့်လျက်အစီအစဉ်ကို၎င်းတခါရဲဆွံ့လွှင့်ခြင်းပြုလာရလိမ့်မည်သူ၏ဘဝသည်စေတပါဖြစ်မှရက်ဆိုင်ခြင်းခံကြရလိမ့်မည် သူသည်ရှေ့တွင်ဘာလို့ရအောင်မြင်နီအဘယ်ကိုသွားရောက်ရအောင်မြင်နီသူသည်ကြီးတော်ကြီးလောက်သူကိုပေးထားခဲ့သောဂရိအတိုင်းရန်ကုန်သို့ပြန်ရန်သာရှိပေတော်သည်ထိုမဲ့ကြီး၏နေအိမ်တွင်အလုံးလက်မဲ့ဆေးသမားတူဖြစ်သာနေထိုင်ဖို့ရာရှိတော်သည်မနော်သည်သူ၏ဆရာဆုတ်ချေ၍လွင့်ပြစ်လိုက်သောစာရွက်လက်ကလေးကိုသွားရောက်ကယူလာခဲ့ပြီးနောက်ဆရာလောက်သူကိုမော့ရွေကြည့်နေသည် ဆရာဝန်ကြီးဦးလန်းဝေသည်သူ၏သားတပည့်ကဲ့သို့ဖြစ်နေသောကချင်ကလေးမနော်ကိုပြောင်းရည်ကြည့်လိုက်သည်မနော်သည်ဆရာလောက်သူ၏အပြုံးကိုနားမလဲရှာကြည့်နော်ရည်တို့ပစ္စည်းတွေထုတ်တော်ပူတော်ကမနက်ဖြန်ကျရင်ရန်ကုန်ပြန်မဟိဒေါက်တာလန်းဝေသည်ထိုသူပြောပြီးနောက်၎င်း၏အိယာပင်မလက်ဆွဲပါချာကိုတွား၍ယူလေသည်ထို့နောက်ကရင်ပေါ်တွင်တင်ပလွဲထိုင်ကဒီပါဒီမမရရင်အသက်ရှင်စင်ကတည်ဆူခဲ့သောစိတ်ရောင်စုတခြင်းကိုခက်တက်တက်ကလေးဆွဲနေပေသည် ဝင်ကြီးဦးလန့်ဝေဖို့ဇာနီလန်ဒီမရှိတော့ချင်ရန်ကုန်တို့ပြန်ဖို့ရန်တာရှိသည်အရှိစီရင်သောလူနာများကိုမိမိစီရင်နေမိမိဘာသာလိုက်တန်ရှာပွေကစေဝါကုတ္တပေတော်အလုံး၌ပြောင်းပွင့်နေခြင်းရှိခြင်းကတော့ဒေါက်တာလန့်ဝေသည်ယခုအခါတွင်ထိုလောက်ကိုင်းကိုလောက်ကံခွင့်မရတော့ပေစေဝါကုတ္တခွင့်ရှိသောဇာဝင်ကြီးတူဦးအရေးခွင့်များကို သူသည်ဆုံးရှုံးလိုက်ရပေပြီ။ သူသည်များစွာခံရခဲ့လျက်ရှိသည်တို့ရရင်ထိုအခံရခဲ့သော အမှုကို လောလောဆယ်ပင် သူသည်ဘာမှမတတ်နိုင်တော့ချင်းသူ၏ခွင့်ရေးကိုပြန်လည်တောင်းဆိုရန်ကိစ္စများကိုသာသူသည်စဉ်းစားကြံစားဖို့ရှိလေသည်သူသည်ရှေးဦးစွာရန်ကုန်သို့ပြန်ရပေမည်ရန်ကုန်သို့ရောက်တော့မှပင်သူ၏ရုပ်သိမ်းခြင်းခံထားရသောအရေးခွင့်များကိုပြန်လည်ရယူရေးတိုက်ပွဲကိုတက်ဆိုင်ရာအာဏာပိုင်များနှင့်ဆင်နွှဲခြင်းပြုနိုင်ပေလိမ့်မည်နောက်ဆုံး၌ဒေါက်တာလွမ်းဝေသည် ိုင်ကုန်တို့ပြန်ရန်ပြင်ဆင်ရလေသည်ယင်းသို့၎င်းတို့၏ဆရာဝန်ကြီးဦးလန့်ဝေရန်ကုန်တို့ပြန်တော့မည်ဆိုသည့်အတွက်၎င်း၏များပြားလာသောမိတ်ဆွေလူနာများသည်လာရောက်နှုတ်ဆက်စကားနှင့်ဝမ်းနည်းစကားများကိုပြောဆိုကြလေသည်၎င်းတို့တက်အားသမျှလက်ဆောင်ပစ္စည်းကလေးများကိုလည်းလေးလေးစားစားယူလာပေးကြလေသည်ဆရာဝန်ကြီးဦးလန့်ဝေသည်၎င်း၏မိတ်ဆွေလူနာများနှင့်ခွဲခွာခြင်းပြုပါသည့်အတွက်စိတ်မကောင်းလှခြင်း တို့ရရင်သူဒီနောက်ဖြတ်၍မြန်မာနိုင်ငံအနှံ့ပြားနိုင်ခြင်းရှိနေသောလူသားများကိုတက်တာပြောက်ကင်းအောင်တတ်နိုင်သမျှကူညီပေးဖို့၎င်း၏တာဝန်များကိုစဉ်းစားရပေမည်ရုပ်သိမ်းခြင်းခံထားရသော၎င်း၏ခွင့်ရများကိုပြန်လည်ရရှိပါမှသူဒီမိမိ၏စီစဉ်တိုင်းရှိတွင်လောက်ဆရာကန်စီယာကြံရှိနေသော လုပ်ငန်းများကိုဆက်လက်၍လောက်ကန်နိုင်လိမ့်မည်ဖြစ်သည်မဟုတ်ပါလော ။အဝင်များလိုအပ်သည့်အဖြစ်ပိုလျံများပြားလျက်ရှိနေသောရန်ကုန်မြို့သို့ဆရာဝန်ကြီးဒူတယောက်ဖြစ်ပါလျက်စေဝါကုသခွင့်ရုပ်သိမ်းခြင်းခံရသောဆရာဝန်ကြီးဦးလောင်ဝေသည်ထိုင်ထိုင်မှန်မှန်လေးလေးလံလံနှင့်ပြန်လာခဲ့ရပေသည်။ရန်ကုန်သို့သာပြန်လာရသောလည်းဒေါက်တာလုံးဝင်၌ခြားခြားသောဆရာဝန်ကြီးများကဲ့သို့ဥပအိမ်မိုင်တော်ကမရှိချေသို့ရရင်ကံပက်၌၎င်း၏ကြီးတော်ကြီး၏အိမ်နှင့်ချမ်းရှိလေသည် သူဒီကြောကြအောင်မြင်လျက်ရှိသောဆရာဝန်ကြီးတူဖြစ်နေစေကောင်းမူဘုဆုံးမကြီးတော်ကြီးလို့သူအိမ်တွင်ခိုကန့်နေထိုင်ရလေတော်သည်ရန်ကုန်ဘူတောင်တွင်၎င်း၏ကြီးတော်ကြီးလို့သူက ကိုရိုင်းအိမ်မအော်စတင်ကားလင်းနှင့်လာရကြိုလေသည်တားတော့တမိခံတယောက်တလေးမှမရှိရှာသောအမဲကြီးသည်တူလို့သူက၎င်းနှင့်အတူလာရောက်နေထိုင်တော်မူဖြစ်သည့်အတွက်ညစွာဝန်းတာရှင်ရွှင်လန်းယူနေပေသည် သူလောက်သူကိုအရေးတကြီးကြီးကြီး၍အားမရနိုင်အောင်လည်းဖြစ်နေပုံရ၏ဒေါက်တာလွန်ဝေသည်ကံဖဲ့တွင်လွန်ခဲ့သော9နှစ်ခန့်လောက်က၎င်းကြီးတော်ဝယ်ယူနေထိုင်လျက်ရှိသောစပယ်များအင်ဂျီနီယာခြံသို့တစ်ခေါက်မှမရောက်ဘူးသည်ကြီးယခင်လန်ကက်စတာလန်တွင်ငားရန်နေထိုင်ခဲ့သောတိုက်သူတောင်းလင်ရောက်ရှိဘူးလေသည်ကံဖဲ့ဘက်တွင်၎င်းအင်ဂျီတော်ကြီးဝယ်ယူနေထိုင်လျက်ရှိသောစပယ်များခြံကြီးသည်ငားဧကခံများကျဲဝင်းလျက်အိမ်ဝေးပတ်လည်တွင်လည်းကြီးမားသောစပယ်ယုံကြီးများဖြင့်စိမ့်ဆူတာယာလာပေသည် သို့ရာတွင်ဒေါက်တာလုံးဝေသည် စပယ်မြိုင်ချန်ကြီးဤစိမ့်လန်းဆိုပြခြင်းနှင့်စိတ်ငြိမ်သာရခြင်းများကိုအလင်းမင်ဂယုမပြုအားခဲ့ခြင်းသူသည်ရန်ကုန်သို့ပြန်ရောက်ပြီးနောက်တစ်နေ့မှစ၍ကြီးတော်ကြီးမော်တော်ကားလေးဖြင့်၎င်းတွေ့တဲ့တွေ့ထိုက်သောစေဝဘက်ဆိုင်ရာအာနာပိုင်လူကြီးများနှင့်အုပ်ချုပ်ရေးဘက်ဆိုင်ရာအာနာပိုင်လူကြီးများကိုတရားပီးတရားလိုက်လံတွေ့ဆုံခြင်းပြုလေသည်ရင်တို့အာနာမိုင်လူကြီးများအားလူချင်းတွေ့ဆုံစကားပြောဆိုရန်အလုံးနှင့်အခွင့်သည်များစွာချော်မော့လွယ်ကူခြင်းရှိနာသောအလုပ်တော်ကမဟုတ်ချေ ဒေါ်လီကြီးညာသည်တာဝန်ကြီးလေးများပြားသူများဖြစ်ကြ၍၎င်းတို့အားတွေ့ဆုံစကားပြောဆိုလိုသောသူများသည်အချိန်ပေးပြီးစောင့်ဆိုင်ခြင်းပြုရလေသည် တရက်နှင့်မတွေ့နိုင်လင်းနှစ်ရက်မှသုံးရက်ထိစောင့်ဆိုင်တရရပေသည် မတွေ့လင်းမဖြစ်သောအာနာပိုင်လူကြီးများနှင့် တွေ့တဲ့တွေ့ထိုက်တော်လူကြီးများအလုံးကိုလူချင်းတွေ့ဆုံရေးကြိုးချောင်းပြောဆိုခြင်းပြုရန်အတွက်ဒေါက်တာလန်းဝေသည်တနေ့ကနေနှစ်ပတ်သာသာခန့်များအချိန်ကုန်ခံရလေသည်သူရရင်သူ၏ကိစ္စသည်တင်းငယ်လွယ်ကူသောကိစ္စမဟုတ်တော့သည်ကိုတနေ့ကနေနှစ်ပတ်သာသာခန့်များအပင်မှန်းခံအချိန်ကုန်ခံခဲ့ရပြီးမှ တဖြည်းဖြည်းရင်းမိသိရှိစပြုလာရသည် ူသည်ဤကောင်စီတွင်များစွာဩဇာညောင်းသောပုဂ္ဂိုလ်ကြီးတူနှင့်ခက်ခဲရင်ရင်တွေ့ဆုံခဲ့ရလေသည်ထို့လူကြီးသည်ဒေါက်တာလန်းဝေစေတိတ်ပံចောင်းသားဘွားတို့ကစေတိတ်ပံចောင်းအုပ်ကြီးလည်းဖြစ်လေသည်ဒေါက်တာလန်းဝေကိုစေတိတ်ပံចောင်းသားမောင်လန်းဝေဘွားတို့ကလည်းကန်းစွာသိရှိသာသောဆရာသမားလည်းဖြစ်လေသည်ထို့နောက်အစိုးရပညာတော်တင်ဖြင့်နိုင်ငံသားတို့တောင်းရောက်တင်ကြားခြင်းပြုရမည်ခွင့်ရများကိုညှိပယ်က၎င်းစည်းရင်း၎င်းဘာသာတိုင်းပြည်အကြောင်းကိုထမ်းဆောင်နေသောစီသမတူဖြစ်နေ၎င်း ကောင်းစွာသိရှိထားသူဖြစ်လေသည်မင်းကိစ္စကမင်းထင်သလိုလွယ်လိမ့်မှမဟုတ်ဘူးမောင်လောင်းဝေထိုကဲ့သို့၎င်း၏ဆရာကြီးဖြစ်ခဲ့ဘူးသော လူကြီးကပြောဆိုလာခြင်းကိုအစပထမ၌ဒေါက်တာလောင်းဝေသည်ရုတ်တရက်ပါမှမသိလိုက်ခြင်းသူသည်စေတမတူကထင်းထင်းလာနာခြင်းပြုရမည်ခြင်းဝေကို ချုပ်ဖောက်ခဲ့သူလည်းမဟုတ်ခြင်းစေတမတူနှင့်စေတမလောက၏ဂုံတိတ်ခါကိုထိခတ်ညှို့တန်းအောင်ပြုလုပ်ခဲ့သူတူလည်းမဟုတ်ခြင်းကျွန်တော်ကဘလို့ကြီးကျယ်တဲ့အပြင်းများရှိလို့လဲဆရာ မေတ္တမေထိုက်သည်ထင်သောမေခွန်းကိုသူသည်မေးမြန်းလိုက်လေသည်ဒါကိုတော့တက်ဆိုင်ရာပြည်ရေးဌာနကအာဏာပိုင်တွင်အတိဆုံးဖြစ်နိုင်လိမ့်မယ်မောင်လောင်းဝီဆရာကြီးကထုံမြတာပြောဆိုလေသည်ပြည်ရေးဌာနအာဏာပိုင်တွေကကျွန်တော်မှာအပြစ်ရှိနေတယ်လို့ယုံကြည်ရင်လဲတရားရုံးကိုတင်ပြီးတရားစွဲဖို့တင်တယ်အခုတော့ဖမ်းယောင်လာဖမ်းပြီးတရားလည်းမစွဲဘဲနဲ့အခုလိုဟိုမြောက်တီမြောက်လောက်ထားတာတော့မတော်ဘူးချင်တယ် ဒေါက်တာလန်းဝင်သည်၎င်း၏နေနာချက်နှင့်ခန်းစားရချက်များကိုဆရာရင်းဖြစ်သူအားပုံပွင့်လင်းလင်းပင်ထုတ်ဖော်ပြောဆိုလိုက်လေသည်။ဆရာကြီးက၎င်း၏တပည့်ဟောင်းအားပြုံး၍သာကြည့်နေလေသည်။ထို့နောက်ဥခေါင်းကိုတကအငြိမ့်ငြိမ့်လုံနေ၏။ကျွန်တော်ဘက်ကနေပြီးဆရာစဉ်းစားကြည့်ပေးပါအောင်ဆရာရဲ့။ဒေါက်တာလန်းဝင်က၎င်း၏ဆရာဟောင်းကြီးအားတောင်းမန်ခြင်းပြုလိုက်လေသည်။မင်းကိုရှဲဘက်ကဖန်တော်ကတိုင်းပြည်ကို ပုံကံမှုကိုအားပေးတယ်ဆိုပြီးအရေးပေါ်ပုံမှာငါးခါဝေးနဲ့တောင်တရားစွဲဖို့စီစဉ်ခဲ့ကြတာမောင်နှံဝေဆရာတို့စီကောင်စီကကြောင်းဝင်ခဲ့လိုက်လို့တောင်မင်းကိစ္စကအခုလောက်နဲ့ပြီးသွားတာကိုမင်းတီချဖို့ဆရာမပြောပြဖို့တောင်းဝင် ရှိနေတယ်။ဆရာဝင်ကြီးကတို့ကဲ့သို့အကြောင်းစုံကိုရှင်းလင်းပြောပြလိုက်တော့မှဒေါက်တာလုံးဝေသည်၎င်း၏နေထားကိုရိပ်မိသိရှိစာပြူလာလေသည်။တို့ရရင် သူသည်ထိုဖြေကိုလက်ခံခြင်းမပြုနိုင်ချေထိုအကြောင်းပြချက်ကိုလည်းလုံလောက်သည်ဟုမထင်ချေ။ သူသည်စေတမတူဖြစ်လေသည်သူ၏စေတနာလျောက်သူ၏စီရင်နေမြန်မာနိုင်ငံရဲ့ရဲ့သူလက်လက်စေကူနေခဲ့သောစေတမတူလည်းဖြစ်လေသည်ရောက်လျာရန်၌တွေ့သည်မြသောလူနာများကိုအယုတ်အလံအမျက်မရွေးသူသည်စေကူတာခဲ့သော စေတမတယောက်မြသာဖြစ်သည်ရင်တို့သူစေကုသခြင်းပြုခဲ့သောလူနာများတဲ့တွင်လူသားများလည်းရှိမည်ဖြစ်သည်လို့လူစိုးသူစိုးများတရားဝရရဲ့ပြင်ပမှဝရံပြင်းများနှင့် ၎င်းဆိုရကတပုံဟုသတ်မှတ်ထားသူများလည်းပါရှိကောင်းပါရှိပေလိမ့်မည်တို့ရရင်စေသမတူးနေဖြင့်သူဒီလူနာများကိုဘယ်သူခွဲခြားရပါမည်နည်း၎င်းအပြင်တရားဥပဒေပြင်ပမှလူစုသူစုနှင့်ဗျံပြင်းများသည့်၎င်းတပုံတကံများသည့်၎င်းဥခောင်းနေဂျိုပေါက်နေကြသူများမဟုတ်သူလုံးကလိုပင် ဖြစ်ကြသည်ပုတ်ပါလောတို့ရရင်ထိုเจ้าကိုသူဒီဆရာကြီးလောက်သူနှင့်ဆက်လက်ပြောဆိုနေခြင်းပြုရန်မလိုတော့ဟုယူဆနေသည်တကယ်ဆိုတော့လည်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေထိုဖို့ကြည့်သည် ၎င်း၏ဘက်မှတက်နိုင်သလားစီနာထား၍ဆောင်ရွက်ပေးခဲ့သည်ပင်မဟုတ်ပါလော။သူသည် PA ဌာနသို့ပြည်ရပြန်လေသည်။ PA ဌာန၌ခံအားလျော်စွာရခင်စစ်ကြီးမဖြစ်ခင်ကရန်ကုန်တက္ကသိုလ်သထုံကျောင်းဆောင်တွင်အတူနေခဲ့ရမှုသောကျောင်းနေပဲအတိတ်တရားကို တွေ့ရလေသည်။ထိုသူသည်လက်ထောက်အတွင်းဝင်ဖြစ်လေသည် ဝင်ကြီးနှင့်အတွင်းဝင်ကလွဲလျင်တကူအာနာတော်တော်ကလေးရှိနေသူတူလည်းဖြစ်လေသည်ဒေါက်တာလုံးဝေသည်ထိုเจ้าနေပဲတငယ်ချင်းလောက်သူဟာ ၎င်း၏ဆန္ဒကိုပွေဝင်လင်းလင်းပင်ထုတ်ပေါ်ပြောဆိုကအကူအညီတောင်းကြည့်ခြင်းပြုလေသည်ခင်ဗျာကိစ္စကတိတ်မလွယ်ဘူးကိုလန်းဝင်ထိုသူကမလွယ်ဘူးချောင်းကိုသာပြောဆိုလေသည်တို့ရောင်တွင်တခြားဘာမှတော့မပြောကြည့်ကျွန်တော်မှာရာဇဝင်ပြစ်မှုရှိနေတယ်လို့ထင်ရင်လည်းရုံးတယ်တရားစွဲဆိုဖို့ကောင်းတယ်အခုတော့တရားလည်းမစွဲအပြစ်လည်းမပေးနိုင်ပဲနဲ့အခုလိုကျွန်တော်အခွင့်အရေးတွေကိုရုပ်သိမ်းထားတာဟာတစ်ဖက်သက်ကြမနေဘူးလားခင်ဗျာ ဒေါက်တာလောင်းဝေက၎င်း၏သဘောထားနှင့်ခန်းဆန်းရချက်များကိုထုတ်ဖော်ပြောဆိုလိုက်မိလေသည်။ပြည်ထောင်စုဌာနလက်ထောက်တွင်းဝင်ကပြုံးရည်နားထောင်နေသည်။ဘာမှတော့ပြောဆိုခြင်းမပြုချင်။ထို့ကြောင့်ဆရာဝန်ကြီးဦးလောင်းဝေသည်ထိုင်ရမလေးလံထိုင်မိုင်းစွာထားလိုက်ရပေသည်။သူသည်အလောက်များပြားလာသောပုံကိုတရား၏ချိန်ကိုထုတ်ထက်ပုံမူ၍အသုံးမပြုနိုင်တော့ချင်။လက်ထောက်တွင်းဝင်သည်၎င်း၏အကြောင်းတွေပဲတငယ်ချင်းဖြစ်သူအား အခန်းတကားဝတီအနောက်မှလာ၍ပူဆောင်လေသည် သူသည်ယုတ်တရက်တွင်မိသူမြအကူအညီမပေးနိုင်သေးသည့်အတွက်စိတ်မကောင်းဖြစ်နေပုံလည်းရှိလေသည်အတွင်းဝင်မင်းရုံခန်းတကားဝတွင်ဒေါက်တာလန်းဝေသည်ခေတ္တရန်လိုက်သည်သူသည်အတွင်းဝင်မင်းကိုစောင့်ငဲ့၍ကြည့်သည်တွင်းဝင်မင်းသည်ဥခန်းကိုငုံထားလေ၏ဒီလောက်မှကြုံမလို့ရရင်တော့လေကြုံပွားကြီးတစ်ခုလုံးဘာမှအတိတ်ပဲရှိတော့မှမဟုတ်ပါဘူးများဟုပြောဆိုပြီးနောက်အပြင်သို့ထွက်သွားတော်မူပြုတွင် အတွင်းဝင်မင်းကသူ့လက်မောင်းကိုဖမ်းဆွဲထားလိုက်။အတွင်းဝင်မင်းရဲ့ဖြူမှုကိုနားမလည်နိုင်သောကြောင့်သူသည်ပြန်လှည့်ကြည့်လိုက်ပြီးတိတ်တော်လဲအောင်ငယ်မနေစမ်းမနဲ့ကိုလန်းဝင်းကျုံလက်တက်နိုင်သလောက်ခမရအတွက်လောက်ကင်ပေးဖို့စဉ်းစားထားပါတယ်ဗျ။ထိုသူကဒါပဲပြောဆိုလိုက်လေသည်။ကျေးဇူးပါပဲဗျ။ဒေါက်တာလုံးဝင်းသည်ထိုကဲ့သို့ပြန်ပြောပြီးနောက်တွင်းဝင်များရုံးခန်းမှပြန်ထွက်လာခဲ့လေသည်။ရှန်ကုန်သို့ပြန်ရောက်ပြီးနောက်တနင်္ဂနွေနေ့နှစ်ပတ်သာသာခန့်တွင်ဒေါက်တာလန်းဝင်းသည် ၎င်း၏ခွင့်ရများရုပ်သိမ်းခံရခြင်းနှင့်ကိစ္စပတ်သက်၍တရက်တလေများပင်အိမ်၌မနာမနေပဲ၎င်းတွေ့တဲ့တွေ့ထိုက်သောလူကြီးများကိုလိုက်လံတွေ့ဆုံခြင်းပြုခဲ့သည်တို့ရတွင်၎င်း၏ခြေနေကမူကားများစွာမကောင်းပါခြင်းနောက်ဆုံးကြုံလဲတက်နိုင်သလောက်ခမရအတွက်လှုပ်ပေးကန်ပေးဖို့စဉ်းစားထားပါတယ်ဟူ၍အားပေးစကားပြောဆိုလိုက်သောเจ้าနေပဲတငယ်ချင်းဟောင်းအတွင်းဝင်ဤစကားကိုသာအားကိုရတော်မူခဲ့သူဖြစ်နေပေသည်ဤသို့ဝင်ဖြစ်စေရုပ်သိမ်းခံရရသော၎င်း၏ခွင့်ရများကိုပြန်လည်ရရှိဖို့ရည်သည် စောစောက၎င်းပြင်သလောင်မလွယ်ကူလာသည်ကိုဒေါက်တာလောင်းဝေသည်ကောင်းစွာရိမ့်မိသိရှိလာသည်သို့ရောက်တွင်ထုတ်ထက်တော်သူသည်ဘာမှပတ်နိုင်တော့ခြင်းသောဆရာကန်ရာရှိသမျှတို့ကိုလောက်ကန်လျက်တွေ့တင်တွေ့ထိုက်တော်သူမှန်သမျှကိုလည်းသူဒီလိုက်လံတွေ့ဆုံကအကျိုးချောင်းကိုရှင်းလင်းပြောကြားခဲ့ပြီးလေပြီအတွင်းဝင်များယုံမှဆွဲမြိုင်သို့ပြန်လာရသောနေ့ကဒေါက်တာလောင်းဝေဒီခြေကုံလက်ပန်းချရလာပေသည် သူဒီမိမိဦးခေါင်းကိုပင်ပကုံးချက်တွင်တည်တည်မှန်မှန်ထူထောင်ရင်မထားနိုင်တော့ချေဇက်သည်ကျိုးလျက်ရှိလေသည်တရှိစင်ဝင်အောက်တွင်ကားကိုရက်ခါအိမ်မော်တို့တက်လာတော့ကသူဒီမိမိခြေလက်များကိုအနိုင်နိုင်တဲ့ယူနေရပေသည်တူလောက်သူရဲ့ခြေကိုတစိတစောင်းကဲခတ်ကြည့်ရှုနေတော်ကြီးတော်ကမင်းလည်းရန်ကုန်ကိုရောက်တဲ့နေ့ကစပြီးတရက်တလေမှအိမ်မှာအေးအေးဆေးဆေးနဲ့ငြင်းငြင်းသက်သက်နေရရဲ့လို့လည်းမရှိသေးပါကလားမောင်လေးကို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 လည်းနားပေးပြီးအေးအေးဆေးဆေးများ လေးစက်မအောင်လားကွယ်ဟူ၍ပင်ထုတ်ဖော်ပြောဆိုယူရ၏ကျွန်တော်ကိစ္စလေးတွေမပြီးတတ်သေးလို့ပါကြီးကြီးရဲ့ကြီးတော်လို့သူစိတ်ကောင်းအောင်သူဒီထိုကဲသူပြန်၍ပြောဆိုလိုက်သည်မြန်မာပြည်မှာကိုတိုင်ပြည်နဲ့ကိုလူမျိုးတွေရဲ့အကျိုးကိုတကယ်လို့ဆောင်ပေးခြင်းနဲ့ဆရာဝန်ကြီးတွေအင်မတန်ရှာပါနေတာမင်းလိုဆရာဝန်ကြီးချက်ကိုသူတို့အခုလိုအကြကြီးတော့လုံထားနိုင်မှာဘူးကွယ်ဒီတော့တွင်တော့မင်းကိုမင်းတတ်တတ်တာတာလေးများနေစမ်းမအောင်မောင်းလို့ဝေး ထို့သောပြောဆိုလိုက်သောကြီးတော်လောက်သူစကားကိုနားထောင်ရင်ဒေါက်တာလောင်းဝေသည်၎င်း၏အဖြစ်ကိုပြန်လည်စဉ်းစားခြင်းပြုလာရပေသည်တကယ်တော့ဦးလောင်းဝေသည်မိမိကိုယ်ကိုအနာပေးရမှန်မသိနိုင်လောက်အောင်စေတမအလုပ်ကိုမနာမနေလောက်ကန်ခဲ့သူတူဝင်ဖြစ်သည်ထို့ကဲ့သို့နှစ်ပေါင်းများစွာလောက်ကန်ပင်မလာခဲ့သောဆရာဝန်တူသည်ရံဖန်ရံကမိမိကိုယ်ကိုသက်တာမှုပေးဖို့လိုအပ်သည်မဟုတ်ပါသလုံးတို့ရတွင်ဒေါက်တာလောင်းဝေသည်မိမိ၏ကိုယ်ကိုဆက်ရုပ်တစ်ခုနှင့်မကြာခန်းစီခြင်းပြုခဲ့လေသည် ဤသို့ပင်ဖြစ်စေယခုကာသူသည်အာနေခွင့်ကိုအတင်းကျပ်ပေးအပ်ခြင်းခံထားရသူသူဖြစ်နေလေပြီသူသည်မိမိကိုယ်ကိုယခင်ငါကဲ့သို့ခိုင်းလိုတိုင်းမခိုင်းနိုင်တော့ကြည်တတ်တာခွင့်မပေးလိုတော့လဲသူသည်မိမိဤကိုယ်ကိုတတ်တာခွင့်ပေးရလိမ့်မည် ်ချိုမဲကြီးသတိပေးပြောဆိုထားသည့်အတိုင်းဒေါက်တာလန်းဝေသည်၎င်း၏ကိုယ်ကိုတသက်သာသာထားပေးဖို့လိုအပ်လာကြောင်းစဉ်းစားမိလေသည်ရင်းသွနာနေရခိုက်တွင်မိမိကိုယ်ကိုကျန်းမာသတဲ့ကျန်းမာအောင်အရေးချင်းနှင့်ပြည့်စုံသတဲ့ပြည့်စုံအောင်ပြင်ဆင်ပြုလုပ်ထားပါမှ နောက်တစ်ချိန်မိမိ၏လုပ်ငန်းကိုပြန်လည်လုပ်ကိုင်သောအခါတွင်စီရင်ကားထက်ပို၍လုပ်ကိုင်လာနိုင်မည်မဟုတ်ပါလောတီတီရရလည်းလောက်ကိုင်းနိုင်မည်မဟုတ်ပါလောဒေါက်တာလုံးဝေသည်၎င်း၏ ဒေါက်တာလန်းဝေသည်၎င်း၏ဝန်ဆောင်များကိုပင်လဲလဲခြင်းမပြုနိုင်သည်မီကြီးတော်ကြီးလောက်သူသတိပေးပြောဆိုလိုက်သောစကားကိုဧကန်လည်းရှိကလထိုင်တစ်လုံးတွင် ခြေပြက်လက်ပြက်ထိုင်ကငား၍စဉ်းစားလျက်ရှိပေသည်တွင်ရရင်နှုတ်ကာလအတန်ကြာမျှတနင်္မတနယ်သို့ကူးတန်းသွားလာကလူများပြားနှင့်အလုံးလောက်ကနေထိုင်လာခဲ့သောဦးလန်းဝေကဲ့သို့စေတမတူတယောက်တည်းဘယ်ကုမှလည်းမသွား ဘာကိုမှလည်းမလုပ်အိမ်ထဲတွင်သာကုပ်ရီနေထိုင်ရမည်အလုံးမှအလုံးတရာညီငွေပင်မစရာကောင်းလာသောအလုတ်သားလင်းဖြစ်လေသည်ထိုအခိုက်တွင်၎င်း၏တပည့်ကလေးမနော်သည်၎င်း၏ဇာနေလည်းနေခြင်းတောင်းနေကြဖြစ်သောလက်ဖက်ရည်နှင့်တစ်သည်ပုံများကိုယူလာကဘေးတွင်ခြားထားပြီးနောက်တော်တော်နှင့်ပြန်ထွက်မသွားသေးပဲ၎င်း၏ဇာထိုင်နေသောကလထိုင်နှင့်မလန်မကန်းရှိကလထိုင်တလုံးတွင်ဝင်ထန်လာ၏အစင်းစားလွန်နေသောဦးလန်းဝေသည် ၎င်း၏ပတ်ဝန်းကျင်မှာအချင်းရာနှင့်ဖြစ်ပျက်များကိုသတိထားမိဟန်မရှိကြ။မနော်ဒီရှာလို့သည်ဤအခြေကိုတန်ကြာမျှအသီးခံဆောင်ဆိုင်နေပြီးမှဆရာဟုမရတရဲခေါ်လိုက်သည်ဦးလန်းဝေသည်စဉ်းစားကမိနေရာမှာရုတ်တရက်လက်နိုးလာပုံရလေသည်သူသည်မနော်ကိုအလန့်တကြားလှမ်း၍ကြည့်၏ဆရာအိမ်များပျော်နေလားကျွန်တော်လည်းပေးလာပို့တာပါဆရာမနော်က၎င်း၏ဆရာလို့သူကိုရိုသေစွာပြန်၍ပြောလေသည်ထို့နောက်ထိုင်ရာမှထကား စောစောက၎င်းချပေးထားသောလက်ပိပကံကိုဥလွန်ဝင်အာယူငွေ၍ပေးလေသည်ဒေါက်တာလန်းဝေသည်မနော်နှမ်းပေးသောလက်ပိပကံကိုယူ၍တကုံမြတောက်ချလာ၏ထို့နောက်မနော်နှမ်းပေးနေသောမုတ်ပကံထဲမှတည်သည့်မုတ်တစ်ခုကိုလှမ်းယူရင်းမင်းပြင်းနေပြီလားမနော်ဟုတပည့်တော်သူကိုအနှဲငယ်ပြောင်း၍မေးမြန်းလိုက်သည်မနော်ကများစွာပြင်းနေပုံရ၏ရခင်ကသူသည်သူ့ဆရာလောက်ကံများကိုမအမ်းမလက်ကုညီလောက်ကံပေးရသဖြင့်ပြင်းရသောလောက်ကိုသိလည်းမသိနားလည်းမလဲချင်း အလုံးလုံးဆရာမရှိတာပြင်းစရာကြီးပဲပေါ့ဆရာရဲ့သူဒီရိုးရိုးသားသားပင်ပြောလေသည်ပြီးရင်မင်းရန်ကုန်မှနေရာတော့လျှောက်လေပါလားကွာဦးလုံးဝေကတောက်ရဲ့ပြီးစီးသွားတော့လက်ဖေးပကံကိုပြန်ပေးရင်ဆိုလိုက်သည်ထို့နောက်မနှောရီမူရာကိုကဲကတ်ကြည့်ရှုရင်၎င်းပြန်လဲပြောဆိုမိစကားကိုနားဆင်နေလေသည်အလကားလျှောက်နေမဲ့အစားအလုံးတစ်ခုခုလောက်ရရင်ကိုကောင်းပါတယ်ဆရာဟုမနှောကရိုးရိုးသားသားပင်ပြန်လဲပြောဆို၏တို့ရရင်မနှောဟာဦးလုံးဝေကရခင်ကဲတို့အလုံးမပေးနိုင်တော့ချင်း ထိုအကြောင်းကိုလည်းမနောအားပြောပြခြင်းမပြုခဲ့ခြင်းကျွန်တော်တို့ဘရောတော့တောက်ဟူသွားကြမလဲဆရာမနောက၎င်းစိတ်ဝင်စားသိရှိလိုသောအကြောင်းကိုသာမေးလေသည်ထိုမေးခွန်းအတွက်ဒေါက်တာလန်းဝင်နိုင်ဖြစ်မရှိသေးခြင်းထို့ကြောင့်မင်းတောက်ကိုတိတ်သွားခြင်းနေပြီလားကမနောခုပြန်၍မေးခွန်းထုတ်လိုက်သွားခြင်းနဲ့ဆရာကျွန်တော်တို့ဘယ်တော့လောက်တော့ကိုသွားကြမလဲ။နော်ကသူ၏ဆန္ဒကိုထုတ်ဖော်ပြောဆိုခြင်းပြုလေသည်။ငါလည်းမင်းလိုပဲလူနာရေးရှိတဲ့တော့ကိုသွားခြင်းလာပဲကွာ ဒါမဲ့တို့ဘယ်တော့လောက်မှတောကိုသွားရလိမ့်မယ်ဆိုတာလဲနားလဲတီးတီးချာချာတော့ပြောနိုင်မှာဦးမနော်၎င်း၏ဆရာထံမှအကျိုးကြောင့်သိရှိရသောအခါမနော်သည်နောက်ထပ်ပေါင်းမှထပ်မေးမြန်းခြင်းမပြုတော့ဘဲလက်ဖက်ရည်နှင့်မုတ်ပကံများကိုယူကာနောက်ဖေးဘက်သို့ပြန်ထွက်သွားလိတော့သည်သူရရင်မျက်နှာကတော့များစွာ မကောင်းလှခြင်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်စပါတူကြပါ ကိုရှင်မင်္ဂလာပါမနေတဲ့ကိုရှင်ကိုမင်္ဂလာပါကိုရှင်တောင်ကိုရှင်တောင်တုတ်ဆက်အဲလီရထက်ဟွအဝေးမင်္ဂလာပါမတဲ့အိစီမင်္ဂလာပါမယူရမင်္ဂလာပါမနေစီမင်္ဂလာပါမမကိုရှင်ပိုင်မင်္ဂလာပါကိုချစ်လူမိုက်လတ်လူမိုက်မင်္ဂလာပါအာအဝေးမင်္ဂလာပါဒေါ်လီကိုမင်္ဂလာပါမယူရမင်္ဂလာပါကိုချစ်လူမိုက်မင်္ဂလာပါဟွန်း ်ဦးတနိုင်မွေးကိုတနိုင်မွေးမင်္ဂလာပါအာမာတန် HD မင်္ဂလာအဝင်းမင်္ဂလာပါအာအဝင်းမင်္ဂလာ team mate မင်္ဂလာပါမယူရမင်္ဂလာပါတော်လီကောမင်္ဂလာပါကိုရွှေညာကိုရွှေပိုင်မင်္ဂလာပါမာတဲအီမင်္ဂလာမနီနီမင်္ဂလာပါမာတဲအီမင်္ဂလာပါမယူရမင်္ဂလာပါဦးဝင်းမင်္ဂလာပါဦး တော်မင်္ဂလာပါအသင်ဆောင်မမင်္ဂလာပါမနုဝေရှင်မစနေလေးမင်္ဂလာပါမညုပြမင်္ဂလာပါဒူလုံးမင်္ဂလာပါအမ်မမနုနုမင်္ဂလာမဆွေဝဲမင်္ဂလာမဆွေတို့မင်္ဂလာတော်ချူဝင်းမင်္ဂလာပါမမနွယ်မင်္ဂလာပါတိတိမင်းမင်းဝိမင်္ဂလာပါမင်းနွယ်မင်္ဂလာပါကိုသားထိုင်မင်္ဂလာဒရော်မမင်္ဂလာပါဒိုးလုံးမင်္ဂလာပါအင်းမမနော်တို့မင်္ဂလာပါဒရော်မမင်္ဂလာပါဟုတ်ဟုတ်အစဉ်ပြေလို့ကြည်နော် အမ်မနီနီမင်္ဂလာပါမနီနီမင်္ဂလာမလင်းလင်းမင်္ဂလာပါမအဲလ်မင်္ဂလာပါဟုတ်မမနော်နော်နားနော်ဒေါ်ချိုဝင်းမင်္ဂလာပါအမ်မမအွားဆမ်းဆမ်းမင်္ဂလာပါမအင်္ဂင်းဆမ်းဆမ်းမင်္ဂလာပါမဆွေပါမဆွေလူမင်းလာမမဆွေမင်္ဂလာပါကုကောင်းတဲ့မင်္ဂလာမမမကမာလေးမင်္ဂလာပါမတော်မင်္ဂလာပါအမ်ကုရီချိုမင်္ဂလာပါအမ်ဖိန်းမင်္ဂလာပါအလိုင်းနဲ့ MC မင်္ဂလာပါ ကိုကိုကောင်းချက်မင်္ဂလာပါမရွှေစီကြည့်ပြုမင်္ဂလာပါဟုတ်ကြိုက်တယ်သူလူဝမ်းတာပါတယ်ချစ်လို့ပါမင်္ဂလာပါချစ်မယ်တော့တယောက်ရှိပြီးရတော့ချစ်လို့ပါပြီးတော့မရွှေစီကြည့်ပြုမှာမာနုဝေစီမစနေလေးမင်္ဂလာပါမတင်ဆောင်မင်္ဂလာဘုဒ္ဓနာမေကိုသနာမေကိုဗလာမင်္ဂလာကိုချစ်လူမိုင်းမင်္ဂလာကိုဘောမင်္ဂလာကိုဖတ်မင်္ဂလာကိုစမတ်မင်္ဂလာပါအဲမကိုကြီးဂျူလိုက်မင်္ဂလာပါအ အာအကိုရပါမင်္ဂလာပါမနေတင်မညာတင်မမမင်းယိုယိုမမမရှိနှုတ်ဆက်မမလည်းမင်္ဂလာပါအာနော်ပြေနဲ့အီမူနဲ့မင်္ဂလာပါနော်ပြေလေးရဲ့အီမူမင်းအာမအဝင်းမင်္ဂလာပါ WS မင်းမင်္ဂလာပါအမ်အမ်ပြ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 အော်အရှင်ဆိုင်ကဥတည်ပါတယ်ဖေဟာကိုပါစွာမင်္ဂလာပါကိုတင့်မင်္ဂလာပါကိုရက်ကိုရက်မင်္ဂလာပါကိုရဲမင်္ဂလာပါကိုကိုဖတ်ဆိုပြီးရရှိသေးရလေ အောင်စောပါနော်။မမဆိုလင်းထက်မင်္ဂလာ။မနန်းရွယ်မင်္ဂလာ။မမဤသူမင်္ဂလာပါ။အင်း။อืมကိုပါဆောကိုပါဆောပြီးတော့ဘာဘာကိုဆိုတာအားရှိသေးတယ်နော်။อืมကိုရမမင်္ဂလာ။မနေ့တင်မင်္ဂလာ။မညတင်မင်္ဂလာပါ။ကိုစမတ်မင်္ဂလာပါ။ခင်ဗျကိုရပ်တူလဲ။ အတော်မင်္ဂလာပါအော်တီအမ်ဘူးမင်္ဂလာပါတီတီဘူးမင်္ဂလာပါအင်းဒီဒီရောနေတယ်အာမာတက် HD မင်္ဂလာအော်မမြတ်မြတ်မင်္ဂလာပါမမမြတ်မြတ်မင်္ဂလာအဲမင်္ဂလာအေးမင်္ဂလာပါလေဝင်မင်္ဂလာဘာယူဇနာမင်္ဂလာအာအာဂျပန်နာမည်ဝိနေအာဘာယူယာမင်္ဂလာပါဂျန်ဒလီယောမင်္ဂလာပါအဖတ်ဘောမင်္ဂလာပါအကွာချယ်ရီမင်္ဂလာပါအာအာတီမင်္ဂလာ မကွာပါမင်္ဂလာပါဟုတ်တယ်ဝအောင်ဆိုကိုကဆိုအကိုတိကိုတိုက်ကကိုတိုက်ကတော်လီကောင်းဟုတ်တယ်ဂျန်ဒီလောက်ကြပါအဲ့တော့အားလုံးမဲ့တရားပါနော်ဒီကအတန်ကက်နေတော့ပါနိုင်လဲကက်ပြီးတော့ဥစားလေဘေးကဘယ်ဘက်တစ်ချမ်းလုံး အေးပတ်ပြောအေးအေးပတ်ပြောအကြောအဲ့ဒီဘက်တစ်ချက်လုံးရောင်းနေအောင်ခေါင်းကြီးတစ်ဖက်